စိတ်ကအဓိကလို့ဟောထားတာမြတ်စွာဘုရားဟောတယ်။စိတ်ကအဓိကဖြစ်တာဖြစ်တော့ကြောင့်ကိုယ်စိတ်ကိုပဲဆန်းစစ်တခုထိခိုက်သွားပြီဆိုရင်ကိုယ်စိတ်ကိုပဲဆန်းတယ်။ငါတမင်လှုပ်ထလာမတော်တဆဖြစ်သွားတာလားဒီလိုဆိုလိုတယ်ပေါ့ဥမာမေမြမပြေပါငယ်ငယ်တုန်းကလည်းဒီလိုကြားဘူးတယ်ကိုချောက်တရဝါလေးတကောင်ဟာခြေကျိုးလက်ကျိုးဖြစ်သွားတယ်ဆိုရင် အေးဝတ်ပါလိုက်မယ်ဝတ်ပါလိုက်မယ်ဒီခြေကျိုးတာကြီးဝတ်ပါမှာဆိုလို့တတ်ပြစ်တတ်တဲ့ဝတ်ပါသွားတာဟောအတတ်ခံရတာဟောအဲ့တော့ငကိုတော့ခြေကျိုးတာတော့ကကိုကမတော်တဆဖြစ်သွားအဲ့ဒါဝတ်မဟုတ်ဘူးအပြစ်မဖြစ်သေးဘူးနော်မတော်တဆကို့ချက်သရဝရကောင်ဟာမတော်တဆဖြစ်သွားရင်ကို့ချက်မဟုတ်ဘူးအကျဉ်းတရားထားပြီးတော့ သူ့ကိုကုသပေးရင်ကုသရအောင်မယ်ဝတ်လိုက်မှာဆိုတာကြောက်ထတဲ့လူတွေကတတ်ပြလိုက်ကြပြီးတော့ပြောလိုက်သေးတယ်သရဝါဆိုတာလူချုံမှချွတ်တယ်